မင်္ဂလာပါတီချက်တီနာဖြစ်ပါတယ်တီချက်တီနေ့သင်မှာ grade 12 maths ရဲ့ chapter 3လေး exercise 3.2လေးရဲ့ number 4ပေါ့နော် number 4လေးကိုကြည့်အောင်တီချက်ဒါတွေက playlist ထဲမှာဝင်ကြည့်တဲ့အခါမှာရှေ့ပိုင်းမှာက exercise example uh, sorry example နဲ့ notes တွေကိုအရင်သင်ထားတာဖြစ်တယ်ဒီ exercise ကနောက်နောက်ပိုင်း part တွေမှာရှိမှာဖြစ်တဲ့အတွက်ရှေ့က notes နဲ့ example ကိုအရင်ကြည့်အောင်ကြည့်ပေးပါဒါဆိုရင်ဒါလေးတွေကိုပြန်ကြည့်ရင်ကိုယ့်အကူချတွက်နိုင်မှာဖြစ်ပါတယ် ကဲဟုတ်ပြီအဲ့တော့ဒီ part တွေကို exercise တွေကြည့်ချင်ရနောက်ထပ်မှဝင်ရှာပြီเนาะနောက်ကအပိုင်းတွေမှာရှိမယ်ဆိုတော့ formula လေးကြည့် find the points of intersection points of intersection ဆိုပါလေဖြတ်မှတ်เนาะဖြတ်မှတ်ရှိလားတဲ့ဖြတ်မှတ်ကိုသူဘာလောက်ခိုင်းနေ find ရှာခိုင်းနေ of the line joining the two point အမှတ်နံပါတ်ကို line joining ဆက်လိုက်တဲ့အခါမှာတဲ့တချို့ရဲ့ point of intersection လေးရှိသလားတဲ့ဒါဆိုရင်ဘယ်အမှတ်ကိုဆက်မှာလဲဆိုတော့ဒါနဲ့ဒါနဲ့နော်ဒီနံပါတ်ကိုဆက်မယ် put the points following plane နဲ့အောက်မှာပေးထားတာပြင်ညီရပေးပြီးသားအဲ့ဒါဆိုရင်ဒီ point တစ်ခုကိုတချို့တော့ xy plane ပေါ်မှာဆက်မယ်လို့ပြောချင်တာအဓိပ္ပာယ်ကနော်အဲ့ဒါဆိုတချို့တော့ဒါ plane ပြင်ညီသည်နော် x exists y exists that exist ရှိတဲ့ထဲကမှเนาะ that exist ရှိတဲ့ထဲကမှ तू ကပြင်ညီပေးมาဖြစ်တဲ့အတွက် ပထမဒီ be plane ပေါ်မှာဒီအမှတ်တစ်ခုရှိမှာလဲ xy plane xy plane ပေါ်မှာဒီ serial line တစ်ចောင်းရှိလိမ့်မယ်เนาะအဲ့ဒီ line ကဘယ်လိုပဲရှိရှိပေါ့အဲ့လို line တစ်ចောင်းရှိခဲ့မယ်ဆိုရင် तू ကအမှတ်တစ်ခုကိုဆက်မှာအဲ့ဒီအမှတ်တစ်ခုတစ်ချက် b နဲ့ q နဲ့ထားလိုက်မယ်ပေါ့เนาะအဲ့ဆိုပထမ b ဒီ2 4 5ဖြစ်မယ်ဒုတိယ q ကကျတော့35 4ပေါ့ဒီလိုရှိမှာเนาะအဲ့ဆိုအဲ့ဒီနှစ်ခုဒီဒီ xy plane ပေါ်မှာဒါဒီရှယ်ရဲ့ line ကရှိနေခဲ့မှာဆိုရင် xy plane ပေါ်မှာဆိုရင်ဘာ0လဲ z တန်ဖို့0เนาะဒီပြည်ညီပေါ်မှာရှိရင် z တန်ဖို့လေးဒီ0ဖြစ်တယ် yz plane ပေါ်မှာဆိုရင် x တန်ဖို့က0ဖြစ်ပြီး x plane ပေါ်မှာဆိုရင် y တန်ဖို့0ဖြစ်မယ်เนาะအဲ့တော့ဒီအချက်ကလေးတွေကိုသုံးပြီးတော့မှာတခြားလို့ ဟုတ်ပြီလားကဲအဲ့ဒါဆိုရင်ပထမတစ်ခုဒီဒါနံပါတ် A အတွက်ဆိုရင်ဒီနေရာမှာဒီဘယ်သူ0လဲ Z 0เนาะ Z တန်ဖိုး0ကဲအဲ့ဒါအဲ့ဒီတစ်ချက်သုံးမယ်အဲ့ဒါကို तू ကပေးတာเนาะပြင်ညီပေးတယ်ဆိုတော့အဲ့ဒါပေးတာအဲ့တော့ချက်နံပါတ်အရင်ထားလိုက်မယ်เนาะ let ပထမတစ် point ကို B ထားလိုက်မှာဖြစ်တဲ့အတွက်2.4.5 equal နဲ့ရေးလဲရတယ်เนาะဆိုတော့ Q က 3 comma 5 comma minus 4လို့ဒါတစ်ချက်ထားလိုက်တယ်။ဒါဆိုရင် directive value တွဲမှာဖြစ်တဲ့အတွက် directive value of pq ကိုလိုချင်တယ်ဆိုရင်နောက်ကနေရှင်းထုတ်မယ်3 minus 2ဆိုတော့1 5 minus 4ဆိုတော့1 minus 4 minus 5ဆိုတော့ minus 9ပေါ့နော်။ဒါဆိုရင်အခုတစ်ချက်လို့ရတာဒီဘယ်သူ့ရတာလဲ l m n ကိုရတာเนาะကဲဟုတ်ပြီအဲ့ဒါဆိုအဲ့ဒီအဆင့် ठी ရပြီဆိုရင်အခုသူမေးတာက point of intersection နဲ့ point of intersection လို့ပြောလိုက်ရှေ့မှာတချို့တင်ထားတယ်เนาะတင်ကလေးကတချို့ notes တွေကိုတခြားနားလည်အောင်ကြည့်ဖို့ပြောထားတာဖြစ်တဲ့အတွက် notes မှာတချို့ပြောခဲ့တာဒီ intersection point ဒုမဟုတ် line ပေါ်မှာအမှတ်တစ်ခုက ရှိနေမယ်ဆိုရင်သူဒီဒီလိုပဲဖြတ်ဖြတ်နော်ဆိုတော့ဖြတ်တာဘလို့ဖြတ်ဖြတ်အမျိုးစားမျိုးစုံဖြတ်လို့ရတယ်ပါပန်ဒီကူလာကြအောင်ပဲဖြတ်ဖြတ်မကြအောင်ပဲဖြတ်ဖြတ်ဒီမှာ ठी နေတဲ့အမှတ เนาะအဲ့ဒီထိနေတဲ့အမှတ်ဒီဒါသာ PQ ဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒီ PQ ပေါ်မှာရှိနေတာမဟုတ်ဘူးလားဒါဆိုရင် PQ line ပေါ်မှာရှိနေတဲ့အမှတ်ဒီအဲ့ဒါ intersection အမှတ်လည်းဖြစ်တယ်လို့ဒီချရောအဲအမှတ်ရှိလာလို့ရှာခိုင်းတာနဲ့လည်းအတူတူပဲဖြစ်တဲ့အတွက်ရှေ့မှာရှာခဲ့တဲ့ number 3 4အဲ number 2 3တွေလို့တွက်တယ်လို့ intersection လို့မေးခဲ့ရင်လည်း equation of the line ကိုပဲတုံးရမှာဖြစ်တယ်เนาะအဲ့တော့ equation of the line တုံးလို့လည်းရတယ်လို့ coordinate form ကိုတုံးလည်းရပါတယ်အဲ့ဒါတုံးခဲ့ပြီဆိုရင်ဒီချက်တို့ရဲ့အမှတ်တီဖြတ်သွားတဲ့အမှတ်တီ PQ line ပေါ်မှာရှိနေမှာဖြစ်တယ်เนาะအဲ့ဒါကြောင့်မလို့ point of intersection ရမယ်အဲ့ဒါဆိုရင်ဒီချက်တို့တုံးမှာက the equation of the line ကိုတုံးလိုက်ပါပေါ့เนาะအဲ့ဆိုရင် the equation of the line နော် the equation of the line formula လေးဆိုပါ x minus x1 by l y minus 11 by m x minus x1 by z minus z1 by n ပေါ့နော်ဆိုတော့ x minus ဆိုတော့ဒီချက်ကအစားတစ်ခါတည်းတွဲမယ်နော် x minus x1 က p နဲ့တွဲရမှာဖြစ်တဲ့အတွက်2ပေါ့နော် x1 က2 x minus x1 by l ကဘယ်လောက်လဲ1နော် x minus x1 by l equal to y minus y1 က4 by m ကလည်း1 เนาะ equal to z minus z1 က5 by m minus 9เนาะ n ကအဆိုရင်ဒီစရုပ်တ equation ရသွားပြီเนาะအဲ့ဒီ equation လေးရသွားပြီဆိုရင်တပတ် a အတွက်တွက်မယ်နံပါတ် a အတွက်ကဒီစရုပ်ဘာဖြစ်ရမှာလဲနံပါတ် a เนาะ a ကသူကဘယ် plane မှာလို့ပြောရလဲ in xy plane ပေါ့เนาะ in xy plane xy ပလိန်ပေါ်မှာဒါတချို့ရှိခဲ့မယ်ဆိုရင် z တန်ဖို့ဒီဘလောက်လဲ0နောက်ဆိုရင်အခုန equation မှာတချို့လာထဲ့မှာလာထဲ့တော့ခုန equation မှာ x 2 by 1မှတ်လားနော်ဆိုရင်တချို့ရဲ့ z တန်ဖို့0ဖြစ်တဲ့အတွက်ဒါလေးရဘလောက်ဖြစ်သွားမှာ0ဖြစ်သွားမှာဒါကြောင့်မလို့ x 2 by 1နေဖြုတ်လိုက်တော့မယ်နော် y 4 x 2 y minus 4 by 1ဆိုဖြုတ်လို့ရရနော် z နေရာမှာဒီလို0ထည့်လိုက်တဲ့အခါ minus 5 by minus 9ဖြစ်သွားတယ်အဲ့တော့ minus minus ကြီးသွားတဲ့အတွက်ဘာရလဲ5 by 9ဒါဆိုရင် equation ဒီ3ခုညီတာဖြစ်တဲ့အတွက်တစ်ခုစီနဲ့ညီလို့မရဘူးလားရမယ်ဒါကြောင့်မလို့ပထမတစ်ခုဒီဒီလို x minus 2လေးက5 by 9နဲ့ညီခဲ့မယ်ဆိုရင် x ရမယ်ပေါ့နော်ဒုတိယတစ်ခုကကြတော့ y minus 4ကလည်းပဲ5 by 9နဲ့ညီတယ်အဲ့ဒီကနေ y ရ ရမယ်။အဲ့ဒါဆိုရင်ဒီက -2 ဟိုဘက်ပို့မယ်။ကလေးတို့ကယ်ကူလေတာနှိပ်လို့ရပါတယ်။ဒီချေကတော့ဒီတိုင်းတွက်ပြလိုက်မယ်နော်။ -2 ဟိုဘက်ရွှေ့လိုက်တော့ +2 ပိုင်းချညှိလိုက်တော့၉နဲ့လျာ16ဆိုတော့23ပေါ့နော်။အဲ့ဆိုတော့ x equal to d 23 by 9ရမယ်။ပြီးရင်ဒီဘက်ကကျတော့ y ကိုယူမယ်။ -4 ဟိုဘက်ပို့မှာဆိုတော့ +4 ဆိုတော့ plus 4ကိုလေးလီ36ဆိုတော့41เนาะအဲ့ဆိုတော့ y equal to 41 by 9ကဲအဲ့ဒါဆိုဒီဆိုတော့ x နဲ့ y ကဒီလိုရသွားပြီဆိုတဲ့အတွက် intersection point ကိုရေးလို့ရပြီ x tb y tb z tb စက္ကန့်ဘလောက်လဲ0เนาะအဲ့ဆိုရင် point ရေးလို့ရပြီ the intersection point ပေါ့เนาะ therefore the point of intersection လို့ရေးလဲရတယ် the intersection point လို့ရေးလဲရတယ်เนาะအဲ့ဆိုတော့ဒီချက်က the point of intercession s s ye ye equal ye ye ya no aku ya ga de ha x ne ya ma ga 23 by 9 no comma y ne ya ma ga 41 by 9 comma ဇနီယာမှာ0เนาะဒါဆိုဒီချရီယာ point လေးဒီရသွားပြီပေါ့เนาะဟုတ်ပြီမြင်ရရလား မြင်ရရင်တစ်ချက်အပေါ်လေးမှအနည်းနဲ့ရေးပေးမယ်တစ်ချက်လို့ရလာတဲ့ point ဒီ23/9 comma 41/9 comma 0ဒါလေးကိုဒီနောက်မှရေးပေးနော် s ရဲ့နောက်မှရေးပေးရပြီလားညဟုတ်ပြီအဲ့ဒါဆို a ရပြီဆို b ကိုကြည့် b ကကျတော့တစ်ချက်လို့ဘယ်လိုတွက်ရမလဲသူရဲ့ပေးချက်လေးကိုပြန်ကူပေါ့နော် b က yz plane နော် yz plane ဆိုတော့ in wise play in ထဲလိုက်နော် wise play မှာဆိုရင်ဘယ်သူတန်ဖိုးလဲ x တန်ဖိုးက0ဖြစ်မယ်နော်အဲ့တော့ wise plane ပေါ်မှာ x tan ဘို0ဖြစ်တဲ့အတွက်ခုနက equation မှာပဲထည့်နော်ဘယ်သူနေရာမှာသွားထည့်မလဲ x နေရာမှာ0ထည့်မှာ x နေရာမှာ0ဆိုရင်ဘာဖြစ်သွားလဲ0 2ဆိုတော့2ပေါ့နော် -2 equal to y -4 နော် minus 2 equal to y minus 4 equal to z minus 5 by minus 9ခုနလိုပဲအားလုံးသိနေတဲ့တစ်ခုနဲ့တစ်ခုလုံးကိုညီလိုက်ပေါ့နော်ဆိုတော့တစ်ခုစီညီဆိုတော့ y minus 4ဟာဘယ်သူနဲ့ညီလဲဒီဟာ minus 2နဲ့ညီတယ်ဒါဆို y ရမယ် minus 4ဟုတ်ပဲဆိုတော့ plus 4ဆိုတော့2ပေါ့နော်တခါနောက်တစ်ခုဒီချက်လို့ရဲ့ z minus 5 by minus 9လေးကလည်း minus 2နဲ့ညီရဲ minus 9ဟိုဘက်သွားမြောက်တဲ့အတွက် z minus y equal to minus minus က plus 9 4 18เนาะ18ဒါဆိုရင် minus 5ဟိုဘက်ပို့တော့ plus 5ဖြစ်တဲ့အတွက်23ပေါ့เนาะ z equal to 23ဒါဆိုအဖြေထုတ်လို့ရပြီ therefore the point of intersection point of intersection is နော် y က x နေရာမှာ0 y နေရာမှာ2 z နေရာမှာ23နော်ဒါဆိုရင်ဒီဆရာတို့0 to 23ဆိုတော့ b လေးရပါပြီတခါ c ကိုကြည့်အဲ့ c အတွက်ဆိုရင်ဘာဖြစ်မလဲ in ပေါ့နော် in ဘယ် plane မှာရှိသွားရလဲ zx plane ပေါ်မှာရှိရင် ဆက် explain ပုံမှာရှိရင်ဘယ်သူ0လဲ y tan ပို့0ဒါဆိုရင်ခုနကတကယ်တော့ x 2 equal to y 4ဆိုတော့ y နေရာမှာ0ထည့်လိုက်တော့4ပေါ့เนาะ y 4 equal to z 5 by minus 9ဒါဆိုရင်ဘယ်သူနဲ့သွားညှိမလဲတစ်ခုလုံးက4နဲ့ညှိတွက်မယ်เนาะဆိုတော့ x 2 equal to 4ပြီးရင် z 5 by minus 9 equal to minus 4 ။ဒါဆိုတော့ teacher တို့ -2 ကဒီဘက်ပို့မှာဆိုတော့ +2 ဆိုရင် x က -2 ရမယ်။ပြန်ဒ no? so, so, ီဟာ -9 ဟာဟုတ်ပါ6436เนาะဆိုတော့ z equal to 36က plus ဖြစ်သွားပြီ -5 ကိုဟုတ်ပါကိုတော့ plus 5အဲ့တော့36နဲ့ plus 5ဆိုတော့ဘယ်လောက်ဖြစ်သွားမလဲ41เนาะโอเคအဲ့ဒါဆိုတိကျတော့ point ရေးလို့ရသွားပြီ the point of intersection လို့เนาะ the point of intercession is x နေရာမှာ -2 y နေရာမှာ0 z နေရာမှာ41เนาะဒါဆိုဒီချက်ရဲ့ဖြတ်မှတ်ကလေးကိုရွာပြီးဖြစ်တယ်နားလည်ရလားအဲ့တော့အတိကတော့ရင်းနှီးလေးတွေမှန်ဖို့လိုတယ်သင်္ကေတလေးတွေမှန်ဖို့လိုတယ်ပေါ့เนาะအမှန်ရဖို့ကအဖြေထွက်ယုံနေတော့အမှန်မရဘူးပေါ့เนาะကဲဟုတ်ပြီအဲ့ဆိုဒီချက်နောက်ဗီဒီယိုလေးတွေဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ